PSG အသင်းကြီးပြအန်ရီကေကအသင်းအဓိကတိုက်စင်ကစားသမားချန်ပီယံလိအနေနဲ့ဒီနေ့ညရှင်ပြိုင်ကစားမဲ့အာဆင်နယ်အသင်းနဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်မှာပါဝင်ကစားမယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ တမ်ဘီလီဟာအာဆင်နယ်အသင်းကိုအဝေးခွေးမှာတကောကိုမရှိနဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့ပွဲစဉ်မှာတကောက်ကျော်တရားရခဲ့တာကြောင့်မေ3ရက်ကကစားခဲ့တဲ့ဆက်ထရာဘိုအသင်းနဲ့ပြင်သစ်လီကိုပွဲစဉ်ကိုလွှဲချော်ခဲ့ပါတယ်။ဒါကြောင့် PSG အသင်းရဲ့အထက်တိုက်စစ်ကစားသမားတမ်ဘီလီအနေနဲ့ပါရီမှာအာဆင်နယ်အသင်းနဲ့ကစားရမယ့်ချန်ပီယံလိဆီမီဖိုင်နယ်ဒုတိယအကြော့အဆုံးဖြတ်ပွဲစဉ်မှာပါဝင်မကစားနိုင်မှာကိုစိုးရိမ်စရာဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ PSG အသင်းကြီးပြအန်ရီကေကပြင်သစ်လူရေးစင်တိုက်စစ်ကစားသမားတမ်မီလီအနေနဲ့အာဆင်နယ်နဲ့ပွဲမှာပေါဝင်ကစားဖို့ကြံ့ခိုင်မှုပြေးဝရတယ်လို့ပွဲချိုသတင်းစာရှင်းလင်းပွဲမှာအတည်ပြုပြောကြားခဲ့တာပါ။အန်ရီကေကအသင်းနဲ့အတူတမ်မီလီလေ့ကျင့်နေတာနှစ်ရက်ရှိပါပြီ။အာဆင်နယ်နဲ့ပွဲအတွက် ျွန်တော်ရွေးချယ်နိုင်တဲ့အသိလူစီးရင်မှာဒမ်မီလီပါဝါတယ်လို့ပြောကြခဲ့တာပါအသက်29နှစ်အရွယ်ဒမ်မီလီဟာတရားသည်မှာ PSD အသင်းအတွက်အဓိကခြေစွမ်းပြနေပြီးပြိုင်ပွဲစုံ55ပွဲမှာ33ဂိုးသွင်းယူထားပြီးဂိုးဖန်တီးမှု12ကြိမ်ပြုလုပ်ထားတာပါသူဟာတရားသည်ချန်ပီယံလိ73ပွဲမှာလည်း10ဂိုးသွင်းယူပြီးဂိုးဖန်တီးမှု3ကြိမ်ပြုလုပ်ထားပါတယ်ဒမ်မီလီဟာချန်ပီယံလိရုံထွက်အဆင့်မှာလီဗာပူးအသင်းကိုပန်နဒီအဆုံးဖြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ PSD အတွက်အရေးကြီးတဲ့ဂိုးကိုသွင်းယူခဲ့တယ်လို့ အာဆနယ်အသင်းကိုအဝေးကွေးမှာတကောကိုမရှိနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိအစီအမေးဖိုင်နယ်ပထမအကြော့ပွဲမှာလည်း PSG အသင်းအတွက်တလုံးသေးသောအနိုင်ကိုကိုသွင်းယူပေးခဲ့သူဖြစ်ပါတယ်။